အားလုံးပဲမင်္ဂလာပါသင်ငယ်ချင်းတို့ရေနော်အာနမေကတော့ကိုလေးပေါ့နော်သူစတာကွင်းစတာတဲ့စတာကွင်းကိုွေးတဲ့နေလေးတင်ပေးပါဆိုလို့နော်စတာကွင်းကိုွေးတဲ့နေလေးလာပြီးတော့ကျွန်တော်ပြပေးတာပေါ့နော်အာကျွန်တော်ပုံလေးနဲ့အရင်ဆွဲပြပေးမယ်နော်သူရဲ့စတာကွင်းကလည်းနော်စတာကွင်းကဒီလိုပုံစံဆိုတော့နှစ်ခုကျွန်တော်နှစ်ဆိုင်ပြပေးမယ်နော်အာနှစ်ဆိုင်ပေါ့လေဒါကတော့ထားပါတော့35ပေါ့နော်35ဈေးပေါ့နော်35အမြင့်က35 နောက်ပြီးတော့အဒီအကျယ်ကတော့အာ14ပေါ့နော်14စင်းပေါ့နော်ဒါကတော့14 14ပေါ့14 14အဲ့လိုမျိုးပုံစံနှစ်ခုပေါ့နော်ဒါကတော့ကျွန်တော်တို့ဘင်းလေးပါတယ်လောင်းလို့ရှိရင်တောင်းတဲ့ဟာပေါ့ဒါကတော့ကျွန်တော်တို့အာမျက်နှာဒါလည်း6လက်မ20ပေါ့အဲ့လိုမျိုးသုံးတဲ့ကောင်တွေမှာသုံးတဲ့ဟာပေါ့နော်ဒါကို14အာဗလဲ30 35 35ပေါ့ sorry နော်35နဲ့ကျွန်တော်လုတ်ပေးမယ်နော်35ဒါဆိုရင် ကျွန်တော်တို့တချိုးတယ်လို့ရှိရင်ဘယ်လိုချိုးရမလဲဆိုတော့ဒါကျွန်တော်တို့အရင်တွက်ရမယ်နော်အရင်တွက်လိုက်ဒါ35ဘယ်လောက်ရှိလဲ35နှစ်ခုဆိုရင်80ပဲနော်ဒါ35နှစ်ခုပေါင်းလို့ရှိရင်အာနှစ်ခုက80နော်အာဘာလို့ရေးနေမှမသိဘူးနော်80ပဲနော်နောက်ပြီးတော့ဒီနှစ်ခုကဒါ55 55ပေါင်းတော့30ပဲနော်30နဲ့80နဲ့ကတော့အာတရပေါ့နော်အာဒါဆိုတရဆိုကျွန်တော်တို့ကဒီမှာ အာဒါကျွန်တော်တို့တရားဖြတ်ထားတယ်ပေါ့နော် တမိပေါ့နော်တမိပေါ့ကျွန်တော် ဖြတ်ထားတာတမိဒီမှာနော်တမိကျွန်တော်ဖြတ်ထားပေးတယ်အာတမိအဲ့ဒါကိုကျွန်တော်အရင်ပွေးပြမယ်နော်ပွေးတဲ့အချိန်မှာကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ဒီတန်ကိုတဝက်ချိုးလိုက်ရမယ်နော်တမိဆိုရင်90ပေါ့နော်တမိဆိုရင်90အမှ90ဒီ90တဝက်တီးတီးကိုကျွန်တော်တို့အရင်စပြီးချိုးရမှာဖြစ်ပါတယ်เนาะနောက်မလို့ရှင်မှားမယ်เนาะအဲဒီမှာကျွန်တော် တဝက်တီတီကိုဒီမှာထည့်လိုက်မယ်နောက်ပြီးတော့ကျွန်တော်ချိုးချလိုက်မယ်ပေါ့နော်အာတဝက်တီတီကိုဒီမှာထားပြီးတော့ချိုးလိုက်မယ်အဲ့ပြီးတော့မလှဘူးပေါ့နော်ကျွန်တော်တို့တန်ကြီးကိုရဲခုံဖြစ်နေတယ်နော်တန်ငယ်ကိုရဲခုံမဟုတ်တော့တဲ့အဲ့နည်းနည်းပြခံပြီးကြည့်ပေးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့က16လို့ရင်နေ16ကျွန်တော်စီရဒီမှာဖြစ်နေတော့16အဲ့ဒီအချိန်မှာဘယ်လိုလုပ်ရလဲဆိုတော့အ short တင်တစ်ခုရှိတယ်နော်ကျွန်တော်တို့က15လို့ရင်16နဲ့ကိုရမယ်နော်အဲ့လိုမျိုးပေါ့ဒါကျွန်တော်ပြပေးမယ်နော်ဒါကတော့ကျွန်တော်မှခုံတာ ုံကကွာကြနေတယ်ဗောနော်ဒါဆိုရင်ကိုစစ်ကြည့်ပေါ်ဒါနှစ်ခုဒီကောင်ကိုတငွေချင်းက25လို့ရင်လေကျွန်တော်တို့က25ကို14နဲ့ကိုရဒီလိုမျိုးဖြစ်သွားတယ်တွေ့လားအာ25ရတယ်တွေ့လားဒါဆိုရင်ခုနကကျွန်တော်တို့ချိုးတန်းနေရာကိုကြည့်အဲ14နဲ့ချိုးရမယ်နော်14နဲ့ချိုးရမယ်14 3ခွဲ14ရရတယ်နော် 啊，那我们就要弄点不一样的了。